ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်နှစ်ဦးမှာမင်္ဂလာကနန်းမှာ၈6နဲ့9နောက်ပိုင်းပရိင်္ဂါနော်၈6 9နောက်ပိုင်းပရိင်္ဂါ၈6 9နောက်ပိုင်းပရိင်္ဂါနော်ဒီနှစ်မင်္ဂလာကနန်းမှာပရိင်္ဂါ၃၃နှစ်စက်တိုက်ထွက်တာနော်ပရိင်္ဂါ၃နှစ်စက်တိုက်ထွက်တာအဲ့ဒီစနစ်ကနေပြီးတော့ကနန်းလေးတဲတဲ့ကွက်ကိုကျွန်တော်ဖမ်းပေးมาဖြစ်တယ်နော်အဲ့ဒီကနန်းလေးကတဲတဲ့ကွက်ကောင်းစနစ်ပေါ့နော်ဟုတ်ပြီဒီပထမကတ်မှာအဲ့၈6 9နောက်ပိုင်းဖြစ်တဲ့နှစ်မင်္ဂလာကနန်းမှာ၈6 9နောက်ပိုင်းပရိင်္ဂါဖြစ်တယ်အဲ့အောင်မှာဘယ်သူပရိတ်တဲ့နော်နောက်ဒုတိယကတ်ပရိင်္ဂါရအောင်မှာကြတော့ပရိတ်6နော် တတိယကပ်ဘရိငါးရဲ့အောက်မှာကျတော့ဘရိကိုနော်သူကအဲ့လိုလာနော်အဲ့တော့နှစ်ပထမကပ်ဘရိငါးရဲ့အောက်မှာတဲ့ဘရိတ်တိအဲ့ဘရိတ်တိကိုတဲ့သူကဟိုနှစ်ပိတ်23ဂျင်ရနောက်တွဲနဲ့နော်23ဂျင်ရနောက်တွဲနဲ့24ဂျင်ကိုအခါနဲ့တစ်လို့ဖြည့်ရိုက်တယ်နော်ပထမကပ်တာဒုတိယကပ်မှာလည်းသူဒီတိုင်းပဲဒုတိယကပ်မှာကျတော့ဘရိငါးရဲ့အောက်မှာဘရိတ်က6ဖြတ်သွားပြီနော်အဲ့ဒီဘရိတ်6ကိုတဲ့ဟိုနှစ်ပိတ်23ဂျင်ရနောက်တွဲနဲ့နော်23ဂျင်ရနောက်တွဲနဲ့24ဂျင်4ခါနဲ့နော်6လို့ဖြည့်ရိုက်တယ်နော်6လို့ဖြည့်ပြီးတတိယကပ်တတိယကပ် ဘရိတ်ငါးမှာကြတော့ဘရိတ်ငါးရဲ့အောက်မှာဘရိတ်ကိုးရှိတယ်အဲ့ဘရိတ်ကိုးကိုတဲ့သူက23ကြိမ်မြောက်ကနောက်တွဲနဲ့เนาะ23ကြိမ်မြောက်နောက်တွဲ63နဲ့အောက်24ကြိမ်တုံးညာခါနဲ့ကိုကိုးလို့ဖြီးလိုက်တယ်เนาะဟုတ်ပြီเนาะနှင်းမင်္ဂလာကမှာဘရိတ်ငါးရိုက်တယ်ပထမကဘရိတ်ငါးရဲ့အောက်မှာတစ်ဘရိတ်အဲ့တစ်ဘရိတ်ကိုတဲ့23ကြိမ်ကနောက်တွဲနဲ့24ကြိမ်ကကိုးခါနဲ့เนาะကိုးခါနဲ့ကိုတစ်လို့ပြန်ဖြီးတယ်ဒုတိယကနှင်းမင်္ဂလာကမှာဘရိတ်ငါးရိုက်တယ်အောက်မှာ break 6ရှိတယ်အဲ့ break 6ကိုတဲ့23ညနောက်တွဲနဲ့24ညက၄ခါနဲ့ကို6ဖြီးတယ် เนาะတတတရကတတရကမှာတတရက brain ကရအောင်မှာ brain ကကိုဖြစ်သွားပြီအဲ့ဒီကိုကို23ချိန်မြောက်ကနောက်တွဲက63နဲ့24ချိန်အတုံးချခန်းနဲ့ကိုလိုပြန်ဖြီးလိုက်တယ်เนาะဟုတ်ပြီအဲ့လိုဖြီးလိုက်တာ ਨੇ တိုင်းနဲ့တဲ့တဲ့ तू ကပထမကတ်မှာ तू ကဒီတက်လိုခွေလိုက်တယ်เนาะနှူးမင်္ဂလာကနေမှာ brain ကအဲ့အောင်မှာ brain တက်အဲ့ brain တက်ကိုတဲ့အဲ့24ချိန်နဲ့23ချိန်မှာ तू က23ချိန်နဲ့24ချိန်မှာတက်လိုခွေလိုက်တာ ਨੇ တိုင်းနဲ့တဲ့တဲ့เนาะတက်လိုဖြီးခွေလိုက်တာ ਨੇ တိုင်းနဲ့တဲ့ तू ကဒီ 24ချိန်ထွက်လာတယ်ဒီ1လို့ခွေလိုက်တဲ့ကဏန်းပေါ့အဲ196ပေါ့နှစ်ပိတ်ကဏန်း196เนาะအဲ196ကိုတဲ့သူကနှစ်ဦးမှာဗရိတ်ငါးခံရတာဖြစ်တဲ့အတွက်ရှေးပေါင်းငါးနောက်ပေါင်းငါးဖြစ်တဲ့ကဏန်းတစ်ကွက်เนาะရှေးပေါင်းငါးနောက်ပေါင်းငါးဖြစ်တဲ့ကဏန်းက10ကွက်ရှိတယ်เนาะ305 305 142 132 696เนาะဒါမျိုးတွေပေါ့အဲရှေးပေါင်းငါးနောက်ပေါင်းငါးဖြစ်တဲ့ကဏန်း10ကွက်ထည့်ရနေပြီးတော့ခုန်ရှစ်ခုန်ဆိုတဲ့ကဏန်းတစ်ကွက်နဲ့အဲ20နှစ်ပိတ်24ချိန်မြောက်ကဏန်းကိုဒီ1လို့ခောက်လိုက်တဲ့ကဏန်း196เนาะအဲ24ချိန်မြောက်ကဏန်း196ကိုရှေးပေါင်းငါးနောက်ပေါင်းငါးဖြစ်တဲ့ကဏန်းခွန်ရှိခွန်နဲ့ ောင်းလိုက်မှာနော်ခွန်ရှစ်ခွန်ပုံသိမ်းမသက်ပောင်းမှာနော်ခွန်ရှစ်ခွန်နှူးနှူးမှာဗရင်ငါးခံထားတဲ့အတွဲတဲ့သူကရှေးပေါင်းငါးနောက်ပေါင်းငါးဖြစ်တဲ့ကဏ္ဍခွန်ရှစ်ခွန်နဲ့ကျွန်တော်တို့ပေါင်းမှာပေါင်းလိုက်တဲ့ခါကျထိတ်တစ်ထိတ်နဲ့ခွန်ထိတ်နဲ့ပေါင်းတော့ရှစ်ထိတ်စီနော်ဘူးခါနဲ့ရှစ်ခါနဲ့ပေါင်းတော့ခွန်ခါနော်ခွန်ခါ6နောက်ဘေးနဲ့2နောက်ဘေးနဲ့6နောက်ဘေးနဲ့ခွန်နောက်ဘေးနဲ့ပေါင်းတော့တုံးတော့ပဲเนาะအဲ့တော့ရှစ်ခွန်3ဆိုတဲ့ကဏ္ဍတဲတော့ပဲရတယ်เนาะအဲ့ဒီရှစ်ခွန်3ဆိုတဲ့ကဏ္ဍဟာတဲ့နောက်နှစ်မှာသူ့ရဲ့နောက်နှစ်မှာဒီတကိုလျှောက်ထွက်ပြီးသူ့ရဲ့နောက်နှစ်မှာရှစ်ခွန်3ဆိုတဲ့ကဏ္ဍတဲလိုက်ထွက်ပေးရတယ်เนาะ ရှစ်ကုန်သုံးဆိုတဲ့ကဏ္ဍဒဲလိုက်ထွက်ပေးရအောင်နော်ဟုတ်ပြီဒါပထမကတ်နော်အဒုတိယကတ်မှလည်းအတိုင်းပဲနှုတ်မှမင်္ဂလာကဏ္ဍမှာဘရိတ်ငါးရိုက်ပြီးအဲ့အောင်မှသူကဘရိတ်ချအဲ့ဘရိတ်ချကို23ကြိမ်မှာသူက23ကြိမ်နောက်တွဲနေတဲ့နော်23ကြိမ်နောက်တွဲနေ24ကြိမ်၄ခါနဲ့6လို့ထည့်လိုက်တာနော်အဲ့လိုထည့်လိုက်တာနဲ့ပြိုင်နေတယ်အဲ့နှစ်ပိတ်ကဏ္ဍ၅လေးလေးအဲ့ဒီ၅လေးလေးဆိုတဲ့ကဏ္ဍကိုတဲ့နော်အဲ့ဒီ၅လေးလေးဆိုတဲ့ကဏ္ဍကိုတဲ့သူကနှုတ်မှဘရိတ်ငါးခံထားရတဲ့အရှေ့ပေါင်း၅နောက်ပေါင်း၅ဖြစ်တဲ့ကဏ္ဍခုံ၈ခုံဆိုတဲ့ကဏ္ဍနဲ့ ပေါင်းပါနော်ပုံသေးပေါင်းပါကွန်ရှစ်ကွန်တွေကနန်ပုံသေးပေါင်းပါမှာနော်ပေါင်းတဲ့ခါကျတော့ငါးငါးလေးလေးကိုကွန်ရှစ်ကွန်နဲ့ပေါင်းတဲ့ခါကျတော့ထိပ်နှလုံးပေါင်းတော့နှစ်ခါနှလုံးပေါင်းတော့လည်းနှစ်နောက်ပိတ်နှလုံးပေါင်းတော့တနော်အဲ့နှစ်နှစ်တဆိုတဲ့ကနန်ဟာတဲ့အဲ့နောက်နှစ်မှာသူ့ရဲ့နောက်နှစ်မှာဒဲလိုက်ထွက်ပေးပါတယ်တဲ့နော်နှစ်နှစ်တဆိုကနန်ဒဲလိုက်ထွက်ပေးတယ်နော်အဲ့ကနန်ဒဲလိုက်ထွက်ပေးတယ်ဘယ်ချိန်မှထွက်မလဲဆိုတာကိုပြီးရင်ထောက်ပြမယ်နော်ဟုတ်ပြီဒါဆိုရင်ဒုတိယကပ်ပြီးပြီနော်ဒါဆိုဒုတိယကပ်ပြီးတော့တတိယကပ်အဲ့တတိယကပ်မှာဆိုဒီတိုင်းပဲတဲ့နှစ်ဦးမင်္ဂလာကနန်မှာရှေးပေါင်း6နဲ့ရှေးပေါင်း6နဲ့6နောက်ပိတ်နဲ့ပရင်5ဖြစ်လို့နော် အဲ့အောက်မှာဘရိတ်ကကိုးတယ်အဲ့ကိုးကိုသူက23ကြိမ်မြောက်ကနောက်တွဲနေတယ်နော်နောက်တွဲ63တွဲနဲ့24ကြိမ်မြောက်ကတုံညာခါနဲ့ကိုးကိုးလိုဖြီးလိုက်တယ်အဲ့လိုကိုးကိုလိုထည့်လိုက်တဲ့နေပြန်တယ်ဒီနှစ်ပိတ်ကဏ္ဍနှစ်တုံညာကို24ကြိမ်မှာထွက်တယ်နှစ်တုံညာကိုဆိုတဲ့ကဏ္ဍကိုတဲ့ကျွန်တော်တို့ကနှစ်တုံညာကိုဆိုတဲ့ကဏ္ဍနော်အဲ့ကဏ္ဍကိုကျွန်တော်တို့ကနှစ်မှာဖိန်တဲတာရှေးပေါင်းဗရိတ်ငါးနဲ့တဲထားဖြစ်တဲ့ရှေးပေါင်းငါးနောက်ပေါင်းငါးဖြစ်တဲ့ကဏ္ဍခုံရှစ်ခုံဆိုတဲ့ကဏ္ဍနဲ့ပေါင်းလိုက်လို့ရှိရင်ထိတ်နှလုံးပေါင်းကြီးကကိုးပါတဲ့နော်ထိတ်နှလုံးပေါင်းကြီးကကိုးခါနှလုံးပေါင်းကြီးကရှေးတဲ့နော်နောက်ပြီးနှလုံးပေါင်းကြီးက6 အဲ986ဆိုတဲ့ခဏအခုနှစ်ထဲကိုထဲလိုက်ထွက်ရမှာနော်986ဆိုတဲ့ခဏအခုနှစ်ထဲကိုထဲလိုက်ထွက်ရမှာအခုချိန်ထိမထွက်လာသေးဘူးနော်986ဆိုတဲ့ခဏအခုချိန်ထိထွက်မလာသေးဘူးဒီနှစ်ထဲမှာနော်အခုချိန်ထိ986မထွက်သေးဘူးမထွက်သေးတဲ့အတွက်ကျွန်တော်တို့ကဒီမှာ၃ချိန်ပဲကျန်တော့နော် date တစ်ခွက်တည်းထိုးရအောင်နော်986နော်986ဆိုတဲ့ခဏကို date တစ်ခွက်တည်း ကျန်တဲ့၃ချိန်မှာထိုးကျင်တဲ့လူတွေကမွေးထိုးကျင်တဲ့လူတွေကထိုးလို့ရတယ်နော်ကိုယ်ရှိချောက်တဲ့နော်အဲ့တို့ဟုတ်ပြီဒီအချိန်မှာဘာကြောင့်ပြလဲဆိုတော့ဒီအချိန်မှာထွက်သွားနိုင်တဲ့အနေအထားရှိလို့အခုချပြတာနော်ဒီအချိန်မှာထွက်သွားနိုင်တယ်ဒီအချိန်မှာမထွက်ရင်နောက်ကျန်တဲ့၂ချိန်ဆက်မွေးပေါ့နော်မွေးကျင်တဲ့လူကကြိုက်တဲ့လူကနောက်ကျန်တဲ့၂ချိန်ဆက်မွေးနော်မွေးကျင်တဲ့လူကတော့မွေးနေပေါ့ဟုတ်ပြီအဲ့ကိုယ်ရှိချောက်ဒီဘယ်အချိန်မှာထွက်မလဲဒါဆိုကြည့်ရအောင်နော်ပထမကတ်မှာတဲ့သူကနော်ပထမကတ်မှာနှစ်ပိတ်ကဏ္ဍကိုနော်နှုတ်မလာကဏ္ဍမှာဘယ်ငါးတည်ထားတယ်အဲ့ဘယ်ငါးရအောင်မှာတစ်ဘရိတ်ရှိတယ်အဲ့တစ်ဘရိတ်ကိုသူကဒီသုံးလုံးတစ်လို့ခောက်လိုက်တာခောက်လိုက်တဲ့အတွက်အဲ့နှစ်နှစ်ပိတ်ကဏ္ဍ196ကိုခွန်ရှိခွန်နဲ့ပေါင်းတယ် 1969ခု89ခုပေါင်းတော့83ဆိုတဲ့ကဏ္ဍရတယ်။အဲ့ဒီ83ဆိုတဲ့ကဏ္ဍဒီနောက်နှစ်ကိုလိုက်ထွက်ပေးရတယ်။နော်အဲ့ဒီနောက်နှစ်ကိုလိုက်ထွက်ပေးတဲ့83ဆိုတဲ့ကဏ္ဍဒီမှာ तू ကဘယ်ချိန်မှထွက်လဲဆိုတော့ तू ကဘယ်ချိန်မှထွက်မလဲဆိုတဲ့ခါကျတော့ तू ကဒီ break တစ်ထောက်ထားတယ်ပထမကမ်းမှာနော် break ငါ break ငါရအောင်မှာ break တစ်ထောက်ထားတယ်။အဲ့ဒီ break တစ်ထောက်ထားတဲ့အတွက်တဲ့နောက်သူ့ရဲ့နောက်နှစ်မှာတစ်ခါနှစ်ချိန်ဆက်တိုက်ထွက်တစ်ခါနှစ်ချိန်ဆက်တိုက်ထွက်မယ်နော်တစ်ခါနှစ်ချိန်ဆက်တိုက်ထွက်ပြီးတာနဲ့သူ့အောင်မှာနောက်ပေါင်းကိုခွန်လို့ထခံတယ်နော်နောက်ပေါင်းခွန်လို့ခံပြီးတာနဲ့အဲ့ကဏ္ဍထွက်တာနော်အဲ့ကဏ္ဍထွက်တော့မယ်သူထွက်တော့မယ်ဆိုရင်သူ့မှာ ရိင္ငါသောင်းမှာပရိင္ငါထောက်ထားတယ်เนาะဒါပထမကတ်ဟုတ်ပြီဒုတိယကတ်မှာလည်းအိုက်တိုင်းပဲเนาะဒုတိယကတ်မှာလည်းနှုတ်မှာပရိင္ငါတည်တယ်ပရိင္ငါရဲ့အောက်မှာပရိ6เนาะအဲ့ပရိ6ပဲနှစ်ပိတ်မှာအဲ့ပရိ6ကြောင့်ဒီသုံးလုံးကို6လို့ခွေလိုက်တယ်ခွေလိုက်တာနဲ့ပြိုင်တယ်သူကဒီနှစ်ပိတ်ကနေ9လေးလေးကိုခွန်ရှိခွန်နဲ့ပေါင်းတယ်9လေးလေးကိုခွန်ရှိခွန်နဲ့ပေါင်းတဲ့ခါကျတော့1 1 1ရတယ်အဲ့ဒီ1 1 1ဒီနောက်နှစ်မှာလိုက်ထွက်တယ်เนาะဒဲလိုက်ထွက်တယ်သူထွက်တော့မယ်ဆိုရင်နဲ့ပထမကတ်မှာသူထွက်တော့မယ်ပထမကတ်မှာကျွန်တော်တို့ကဒီပရိင္ငါရဲ့အောက်မှာပရိ1ခန်းထားလို့အဲ့1ကတစ်ခါနှစ်ကြိမ်စက်တိုက်ထွက်တာထွက်ပြီးကနေအောက်မှာနောက်ပေါင်းခွန် ော်နှစ်ပေါင်းခုန်ကြပြီးကမှ तू ကထွက်တာသူ့ရဲ့ဆောင်းမှာဗရင်ငါထန်ထားတယ်ဒုတိယကကြတော့ तू ကအဲ့ဗရင်ငါအောင်မှာဘရိတ်ချောက်ခမ်းထားတာအဲ့ဘရိတ်ချောက်ကနောက်နှစ်မှာဒီဘရိတ်ကနောက်နှစ်မှာတစ်ခါနှစ်ချိန်ထွက်တယ်ဒီဘရိတ်ချောက်ကနောက်နှစ်မှာ6ခါနှစ်ချိန်သက်တိုက်ထွက်နော်6ခါနှစ်ချိန်သက်တိုက်ထွက်တာကိုကျွန်တော်တို့ကြည့်ပါဒီမှာ6ခါနှစ်ချိန်သက်တိုက်ထွက်ပြီမ6ခါတစ်ချိန်6ခါနှစ်ချိန်6ခါနှစ်ချိန်ဆင့်ပြီးတော့သက်တိုက်ထွက်သူပြန်လေသူ့အောင်မှာပထမကမှာနောက်ပေါင်းခွန်ခုဒုတိယကမှာနောက်ပေါင်း10ဖြစ်သွားပြီနော်နောက်ပေါင်း10ဖြစ်ပြီအဲ့အောင်မှာကြာတာသူကြာတော့မှဆိုရင်ပထမကမှာဘရိတ်ငါးရဲ့ဆောင်းမှာအခုဒုတိယကမှာဘရိတ်6ရဲ့ဆောင်းမှာလာထွက်ပေးရတာနော် ဟုတ်ပြီဒါဆိုဦးတက်တရကတ်နော်အဲ့တက်တရကတ်ကလည်းသူဒီတိုင်းပဲနှစ်ဦးပရိငါနော်အဲ့ပရိငါကြောင့်သူ့အောက်မှာဘရိတ်ကကိုအဲ့ပရိကိုကိုတဲ့23ချိန်ကိုနှစ်ပိတ်23ချိန်နဲ့24ချိန်မှာကိုကိုလိုခောက်လိုက်တာအဲ့ကိုကိုလိုခောက်လိုက်တာနဲ့တိုင်းနေတယ်အဲ့နှစ်ပိတ်ကနဲ့နှစ်သုံးညကိုဆိုတဲ့ကဏန်းကိုနှစ်သုံးညကိုဆိုတဲ့ကဏန်းကိုကျွန်တော်တို့ကခွန်ရှိခွန်နဲ့ပေါင်းမှာပုံသေးနော်ခွန်ရှိခွန်ဒီနှစ်ဦးမှာဘရိငါကြီးပုံသေးတဲခဲ့တာဖြစ်တဲ့ရွှေပေါင်းငါးနောက်ပေါင်းငါဖြစ်တဲ့ကဏန်းခွန်ရှိခွန်နဲ့ပေါင်းတာပေါင်းတဲ့ခါကျတော့ကိုထိနှလုံးပေါင်းကိုခါနှလုံးပေါင်းရှင်းနောက်နှလုံးပေါင်းချကို86ဆိုတဲ့ကဏန်းဒီနှစ်ထဲကိုလိုက်ထွက်ပေးရမှာအခုချိန်မှမထွက်သေးဘူးနော် အဲ့986ဆိုတဲ့ကဏ္ဍဒီနှစ်ချက်လိုက်ထွက်ပေးရမှာဘယ်အချိန်မှထွက်ပေးရမှာလဲဆိုတော့သူကပထမကံမှာဘရိတ်တက်ကတစ်ခါနှစ်ချက်ထောက်တယ်ထောက်ပြီးကံမှာနောက်ပေါင်းကုန်ဖြစ်ပြီးတော့ကျတယ်ဒုတိယကံမှာဘရိတ်6က6ခါနှစ်ချိန်ဆင့်တယ်6ခါနှစ်ချိန်ဆင့်ဆင့်ပြီးရတယ်အောက်မှာနောက်ပေါင်းပထမကံမှာခွန်ဒုတိယဒုတိယကံမှာနောက်ပေါင်းက8အဲ့အောက်မှာကျတယ်နော်အခုတတိယကံကျတော့ဘရိတ်9ဖြစ်တဲ့အတွက်အဲ့ဒီ9ခါနှစ်ချိန်ဆင့်ကြရမှာနောက်နေ့ထဲမှာ9ခါနှစ်ချိန်ခါနှစ်ချိန်ဆင့်ကြတာတစ်ခါမှမလာသေးဘူးနော်ဒီမှာမှစပြီးတော့ကျတာခါနှစ်ချိန်ဆင့်တာနော်9ခါတစ်ချိန်9ခါနှစ်ချိန်ဆင့်ကြကြပြီးရတယ် ပထမကမှနောက်ပေါင်း9ဒုတိယကမှပထမကမှနောက်ပေါင်း9ဒုတိယကမှနောက်ပေါင်း8အခုတတိယကမှကိုးခါနှစ်ချိန်ဆင့်ကြပြရတယ်နောက်ပေါင်းက9နော်အဲ့နောက်ပေါင်း9ရဲ့အောက်မှာကြာမှာနော်အဲ့သူကြဖို့အတွက်ကိုလည်းဘရိတ်ကပထမကမှ15ထောက်ထားတယ်ဒုတိယကမှ16ထောက်ထပ်ပြီးမှကြာတာအခုတတိယကမှကြာတော့ဘရိတ်စကုံထောက်ပြီးမှထွက်ပြရမယ်ဒီဘွဲမှာထွက်ဖို့အားကောင်းနေပေါ့နော်ဒီဘွဲမှာထွက်ဖို့အားကောင်းနေဒါကြောင့်မလို့ကျွန်တော်ကချပြပေးလိုက်တာဖြစ်တယ်နော်သူကထွက်မဲ့ခြင်းအရှင်းရှင်းလေးပဲနော်ဘရိတ်ငါးအောင်မှာဘရိတ်1ရှိတယ်အဲ့ဘရိတ်1ဒီတစ်ခါနှစ်ချိန်ထောက်ပြီးမှနောက်ပေါင်းခုန်ခန်းပြီးကြာတယ်ဒုတိယကကြာတော့ဘရိတ်6ဖြစ်တဲ့အတွက်6ခါနှစ်ချိန် ဆင့်ကြတာเนาะ6ခန်းနဲ့ချိန်ဆင့်ပြီးမှအဲ့မှာဗရိတ်ရှိနော်နောက်ပေါင်း၈ကြပြီးမှကြာတာเนาะတတိယကကြတော့ဗရိတ်ကိုဖြစ်တဲ့အတွက်တဲ့သူက6ခန်းနဲ့ချိန်ဆင့်ကြတာဥစားမှာ6ခန်းနဲ့ချိန်ဆင့်ကြတာဒီမှာဆင့်ကြပြီเนาะအဲ့အောင်မှာပထမကမှာ၈ပေါင်းကုန်ဒုတိယကမှာပထမကမှာနောက်ပေါင်းကုန်ဒုတိယကမှာနောက်ပေါင်းရှိအခုတတိယကမှာနောက်ပေါင်း9ရဲ့အောင်မှာကြာအောင်เนาะသူ့ဆောင်မှာဗရိတ်စက်ကုန်ထောက်ထားမှာเนาะဟုတ်ကဲ့အားလုံးမယ်เนาะဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်เนาะ good luck ပါကံကောင်းကြပါစေเนาะ